ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စက်တင်ဘာလ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့မြန်မာကိုမုန်တိုင်းတစ်လုံးထွက်ဝင်လာမဲ့သတင်းတွေအားလုံးသတိထားရအောင်တင်ဆက်ပေးသွားပါမယ်ယမန်နေ့နဲ့9နိုင်ခွဲအချိန်မှာယနေ့နဲ့9နိုင်ခွဲအချိန်ထိမိုးလေဝသတိုင်းထွာချက်အချင်းချင်းမှာလွန်ခဲ့သော24လနိုင်အတွင်းကရခိုင်ပြည်နယ်တွင်တိမ်အထင်အင့်ဖြစ်ထွန်းခဲ့ပါတယ်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြား စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကျကျဲမန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြားမိုးထစ်ချုံရွာခဲ့ပြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးကြီးခဲ့ပါတယ်။မှတ်သားပွဲရာမိုးရေချိန်များကတော့ဟိုင်းဂျီကျွမြို့မှာ6.3နှစ်လက်မှကြိုင်းစိတ်ကြီးမြို့မှာ4.6လက်မှကြိုင်မယောမြို့မှာ3.6နှစ်လက်မှ ကံကြီးတော်မြို့မှာ1.81လက်မဘိမ့်မြို့မှာ1.3ခွန်လက်မကွန်းချံကုန်းမြို့မှာ1.24လက်မကမာမောင်းမြို့နယ်ပေါင်မြို့တို့မှာ1.23လက်မစီကြိုက်လက်မြို့မှာ1.13လက်မမကွင်းမြို့နယ်ဒဝဲမြို့တို့မှာ1.93လက်မစီနဲ့ဘိုကလေးမြို့မှာ1.93လက်မတို့ဖြစ်ကြပါတယ်ဘင်္ဂလားပင်လယ်အော်ချီနေကတော့အနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံအလဲပိုင်းဒေသများမှာဆုတ်ခွာခဲ့ပြီးဖြစ်ပါတယ် ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်တုံလေအားကောင်းနေပြီ။ကြံဘင်္ဂလားပင်လယ်အော်တွင် မုတ်တုံလေအားအသင့်တင်ရှိနေပါတယ်။ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်10နိုင်ခွဲချိန်တိုင်းထွာကြများရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းပူအားလိုက်ဟာအနောက်နောက်မြောက်ဘက်သို့ရွေလျားလျက်ရှိပြီးဗီယက်နမ်နိုင်ငံဒါနန်မြို့ရဲ့မြောက်ဘက်အရှေ့မြောက်ဘက်ရေမိုင်40မိုင်ခန့်နဲ့ဖင်းမြို့ရဲ့ရှေ့တောင်ဘက်ရေမိုင်230မိုင်ခန့်အကွာပင်လယ်ပြင်ကိုပဟိုပြူနေပါတယ်။ မနက်ဖြန်နံနက်ထီခံမှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကျကျဲမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်ချောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်မြမပင်လေပြင်မှာတော့မြမကန်ရုံးတစ်ချောင်းနဲ့ကန်းလွန်ပင်လေပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်နိုင်ပါတယ် ိုးတက်လေပင်ကြစဉ်ရေပင်ပြေပင်လေဟာတနအီလျင်30မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြစ်မှာမြမကန်ရန်တစ်လျှောက်နဲ့ကန်လွန်ပင်လေပင်တို့မှာ10ပေမှ12ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်များကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးထစ်ချုံရွာပြီးနေရာကွက်ကြားမူကြီးနိုင်ပါတယ် နေပြည်တော်နဲ့နီဒဝိုက်တွင်မနက်ဖြန်နနက်ထိခံမှန်းချက်ကတော့နေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်။ကျန်ကမျိုးနဲ့နီဒဝိုက်တွင်မနက်ဖြန်နနက်ထိခံမှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်။မန္တလေးမြို့နယ်နီဒဝိုက်တွင်မနက်ဖြန်နနက်ထိခံမှန်းချက်ကတော့နေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျွာရန်ရာနှုံးပြေဖြစ်ပါတယ်ဆက်လက်ပြီးတိုင်ဖုန်းမွန်တိုင်းဘူအားလိုင်းအခြေအနေသတင်းကိုတင်ပြပေးသွားပါမယ် ယနေ့မြန်မာစံတော်ချိန်10:00နာရီခွဲချိန်တိုင်းထွာကြများရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမွန်တိုင်းဘူအားလိုင်းဟာအနောက်နောက်မြတ်ဘက်သို့ရွေ့ရှားလျက်ရှိပြီးဗီယက်နမ်နိုင်ငံဒါနန်းမြို့ရဲ့မြောက်ဘက်အရှေ့မြောက်ဘက်ရေမိုင်40မိုင်ခန့်နဲ့ဗင်းမြို့ရဲ့အရှေ့တောင်ဘက်ရေမိုင်230မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ်။အဆိုပါတိုင်ဖုန်းမွန်တိုင်းဘူအားလိုင်းဟာမြန်မာစံတော်ချိန်10:00နာရီခွဲချိန်မှာမြောက်လက်တီကျူ16.6ဒီဂရီနဲ့အရှေ့လောင်ကျူ18.6ဒီဂရီမှာတည်ရှိပြီး ဗဟိုချက်လေဖီအား985 has to had to pass gain နဲ့အမြင့်ဆုံးလေတိုင်းနှုန်းမှာတနာရီလျင်85မိုင်နှုန်းခန့်ဖြစ်ပါတယ်။အဆိုပါတိုင်ဖုန်းမတိုင်းပူအားလိုက်ဟာအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးယနေ့ညပိုင်းမှာ VN နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုဖင်းမြို့နဲ့ဒါနဲမြို့တို့ကြားဒုံဟွိုင်မြို့အနီးမှာဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အဲဒီကနေ့တစဉ်29ရက်9လ2025ရက်နေ့မှာ VN နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်တို့ကိုအပူပိုင်းမုန်တိုင်းပူအားလိုက်အဖြစ်ဖြစ်လာကော။ 39လ2025ရဲ့နေ့မှာလာအောင်နိုင်ငံကိုအပူပိုင်းမုံနိုင်ငံဖြစ်ဖြစ်၎င်းဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အခုဆက်လက်ပြီးမြေရေချင်းတွေများကိုတင်ပြပေးသွားပါမယ်။6နိုင်ခွဲချင်းတိုင်းထွာချက်များရမြေကြီးနားမြို့ရဲ့မြေရေဟာအပေါင်း15စင်တီမီတာပေဝက်ခန့်ပြန်တက်ပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ဟာ31.3ဒီဂရီဆယ်လ်စီယပ်ခန့်ရှိပြီးယနေ့အမြင့်ဆုံးပူချိန်ကတော့18.9ဒီဂရီဆယ်လ်စီယပ်ဖြစ်ပါတယ်ခင်ဗျာ။ မြေကြီးနားမြို့ရဲ့မြေဟာစိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိဖို့အတွက်998စင်တီမီတာ26ပေကျော်ခန့်အလိုမှရောက်ရှိနေပါတယ်။မြေရေအတက်ကြာပုံမှန်နေထားခန့်မှာရှိနေပါမယ်။ထူးကဲမြေရေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။အေယာဝတီမြေအထက်ပိုင်းမှာမိုးအားအသင့်တင်ရှိနေပါတယ်။ရန်ဖန်ရန်ခါအေယာဝတီမြေဆောင်အထက်ပိုင်းမှာနေရာကွက်ကြားမိုးသည်ထန်သွားရွာသွန်းခြင်းများကြောင့်မြေကြီးနားမြေရေကြာဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေရီမြစ်အထက်ပိုင်းမေခမြစ်နယ်မလိခမြောင်ဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအသင့်တင်ရှိနေပါတယ်။အေရီမြေရိုးတစ်လျှောက်နဲ့ချင်းတွင်းမြေရိုးတစ်လျှောက်မြစ်ကမ်းဤမြေနှိမ့်ဒေသများနဲ့မြေနူးချင်းများတွင်စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအေရီမြေကြီးကိုမိပြုနေထိုင်ရှားဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါတယ်။ ပထမဦးစွာချင်းရွှေမြစ်ရေအခြေအနေများကိုတင်ပြပေးသွားပါမယ်။28ရက်ကုလ2025ရဲ့နေ့6နိုင်ခွဲချိန်တိုင်းထွာကြများရခန်တီးမြို့မြစ်ရေဟာအပေါင်း18စင်တီမီတာပေဝက်ကျော်ခန့်ပြန်တက်ပါတယ်။မုံရမြို့ရဲ့မြစ်ရေဟာလည်းအပေါင်း8စင်တီမီတာ3လက်မခန့်ထက်တက်ပါတယ်။ချင်းရွှေမြစ်ထပ်ပိုင်းမှာလက်တလုံးတွင် မိုးအားအနည်းငယ်မှအသင့်အတင်ရှိနေပါတယ်။ယခုရက်ပိုင်းတွင်ချင်းရွှေမြစ်ရိုးတလျှောက်မြို့များအလုံးမှာအကြပတ်သူဥတီနေပါဦးမယ်။ ချင်းတွင်းမြေကြီးအတက်ကြပုံမှန်နေထားခံမှာရှိနေပါမယ်။ထူးကဲမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။ခန္ဒီမျိုးမြေကြီးဖြည်းဖြည်းချင်းဆက်လက်တက်နေပါဦးမယ်။ဟ ோம் လင်းမျိုးရဲ့မြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ဖောင်းပြင်းမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မော်လိုက်မျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ကလေးဝမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မင်းကြီးမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ ကဏီမြို့မှာ မြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မုံရမြို့မှာမြေကြီးအနည်းငယ်ထပ်တက်နိုင်ပြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဆက်လက်ပြီး ARI မြေကြီးအခြေအနေများကိုတင်ပြပေးသွားပါမယ်။ဗမောင်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မနက်ဖြန်နံနက်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ရွှေကူမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကတာမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ထီးချိုင်းမြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။တပိတ်ချင်းမြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မန္တလေးမြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။စကိုင်းမြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မြင်းမှုမြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ပခုတ်ကူမြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ရအောင်မြို့မှာမြစ်ရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ၆ောင်းမြို့မှာ မြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မင်းမှုမြို့မှာ မြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မကွေးမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။အောင်လံမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ပြည်မြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။စိတ်သားမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ဟင်္ဒရာမြို့မှာမြေရည်အတက်ကြမရှိရပ်တန့်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့မှာပြန်လည်ကြဆင်းနိုင်ပါတယ်။ ဇလုံမြို့မှာမြေကြီးအတက်ကြမရှိရပ်တန့်နေပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းတို့မှာပြန်လည်ကြဆင်းနိုင်ပါတယ်။အခုဆက်လက်ပြီး2025ခုနှစ်စက်တင်ဘာလ29ရက်မှအောက်တိုဘာလ5ရက်တွင်တပတ်တာအချိန်နေမြမပြည်တလွှာမိုးကြီးမဲ့ဒေသများကို တင်ပြပေးသွားပါမယ်။ရေဘူးရအချိန်ကတော့ယခုတပတ်တွင်မြန်မာနိုင်ငံသည်မုတ်တုံကုန်ဒီကာလနဲ့ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ ို့ဖြစ်၍တနင်္ဂနွေလုံးတိုင်းတရာမိုးရွာသွန်းမှုများဆက်လက်ဖြစ်ပေါ်နေမှာဖြစ်တော်လဲမိုးလွန်သဲထန်သောနေ့ရက်များထက်မိုးအသင်တင်းထဲမိုးကြုံမုန်တိုင်းများပုံမှုဖြစ်ပေါ်နိုင်ပါတယ်ရန်ကုန်တိုင်းဒေသကြီးအာဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်ကရင်ပြည်နယ်များအောက်ပိုင်းဒေသတို့မှာမိုးကြီးခြင်းမှသည်မိုးအသင်တင်းရွာသွန်းခြင်းတို့အနည်းငယ်ပြောင်းလဲလာပါမယ်စက်တင်ဘာလကုန်နဲ့အောက်တိုဘာလအစပိုင်းမှာအထူးသဖြင့်ညနေပိုင်းနဲ့ညဘက်များမှာ မိုးသဲထန်သောမိုးကြုံမုန်တိုင်းများရွာသွန်းမှုမြင့်တက်နိုင်ခြင်းရှိပါသည်။အဲဒီတော့မြေနေပိုင်းနဲ့ရေစီးလာမကောင်းတဲ့ဒေသများမှာရေဝှေ့ရေရှမ်းမှုများအနည်းငယ်ဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုနိုင်ပါရန်တင်ပြအပ်ပါသည်။မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအလဲပိုင်းအလဲပိုင်းနဲ့မိုးခေါင်ရေရှားဆုံတို့မှာတပတ်တာအတွင်းမိုးအနည်းငယ်မှမိုးအသင့်တင်ရွာသွန်းနိုင်ပါသည်။အထူးသဖြင့်တောင်ကုန်းတောင်တန်းများနဲ့နီးတဲ့ဒေသများမှာမိုးပုံမိုရနိုင်ပါသည်။ နေ့လယ်ပိုင်းမှာတော့အပူချိန်မြင့်မားပြီးနောက်ရံဖန်ရံခါမိုးကျပစ်ခြင်း၊လေပြင်းတိုက်ခတ်ခြင်းများပါဝင်သောမိုးရွာသွန်းမှုများဖြစ်ပေါ်နိုင်ခြေရှိပါသည်။နေ့အပူချိန်မှာအနှိမ့်ငယ်မြင့်တက်လာနိုင်ပါသည်။ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အနောက်ဘက်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများမှာမိုးများမိုးအထင်တင်ရွာသွန်းခြင်းဆက်လက်ဖြစ်ပေါ်နေပါမည်။အဲဒီအတွက်ကြောင့်တောင်ကုန်းတောင်တန်းများရှိဒေသများတွင် မိုးရေချိန်စုပုံမှုကြောင့်မြေပြိုကျနိုင်ခြေကိုအထူးသတိထားရပါမည်။ လမ်းမဆက်သွယ်ရေးလည်းခက်ခဲနိုင်တာကြောင့်ခရီးသွားလာမှုများကိုသတိဖြင့်အစီအစဉ်တင်ပါတယ်။မြောက်ပိုင်းဒေသမှာမုတ်တုံအားအနည်းငယ်လျော့ပါလာတာနဲ့အမျှမိုးရွာသွန်းမှုကလည်းတဖြည်းဖြည်းလျော့ကျလာနိုင်ပါတယ်။တပတ်တာပူချိန်ခန့်မှန်းချက်အမြင့်ဆုံးပူချိန်85ဒီဂရီဖာရင်ဟိုက်မှ95ဒီဂရီဖာရင်ဟိုက်ခန့်အထိရှိနိုင်ပြီးအထူးသဖြင့်မိုးခေါင်ရေရှားစုံမှာပုံမမြင်မနိုင်ပါတယ်။အနည်းဆုံးပူချိန်ကတော့85ဒီဂရီဖာရင်ဟိုက်မှ80ဒီဂရီဖာရင်ဟိုက်ဝန်းကျင်ခန့်ရှိနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့ယခုတစ်ပတ်တွင်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာရေပူရအဖြစ်အသင့်တင်ရှိပါမယ်။လိုင်းမြစ်မှာအများအဖြစ် လေးပေမှာခုနှစ်ပေအတွင်းရှိနိုင်ပါတယ်။ဒါပေမဲ့လည်းကန်ရန်နီးနဲ့မုန်တိုင်းဆဲများဖြစ်ပေါ်နိုင်တဲ့နေရာများမှာရုတ်တရက်ရေကြီးနိုင်တဲ့အတွက်ငါးဖန့်လေများနဲ့ကန်ဒီကန်ဝေတင်မောများသတိထားသင့်ပါတယ်။မိုးတဲထနိုင်တဲ့နေရာများမှာလျှက်စစ်ကားများလျှက်စစ်ပစ္စည်းများလျှက်ရေစည်းရလာလမ်းကြောင်းများကိုသတိထားဖို့အကြံပြုအပ်ပါတယ်။ မြေပြိုနိုင်ခြေရှိတဲ့တောင်ပေါ်ဒေသလမ်းများသို့ခရီးသွားလာမှုများကိုရှောင်ကျင်ပြီးခရီးစဉ်မဆမီမိုးလေဝသသတင်းကိုစစ်ဆေးပါမိုးကြိုးမုန်တိုင်းများဖြစ်ပေါ်နိုင်တဲ့အတွက်ပြင်ပလုပ်ငန်းများကိုနေ့လယ်ပိုင်းအစောပိုင်းတွင်ပြီးစီးအောင်ဆောင်ရွက်ထားသင့်ပါတယ်အားလုံးပဲမိမိတို့ရဲ့လုပ်ငန်းဆောင်လာများကိုမိုးလေဝသနဲ့အညီသတိဖြင့်စီစဉ်နိုင်ကြပါစေခင်ဗျာနောက်ဆုံးရမိုးလေဝသအခြေအနေများကိုဆက်လက်တင်ပြပေးသွားပါမယ်ဒီနေ့မနက်မှာရရှိတဲ့ model data တွေနဲ့ပြန်လည်တွက်ချက်ပြီးတင်ပြပေးလိုက်ပါရစေ ။ရန်ကုန်တိုင်းဒေသကြီးတွေစက်တင်ဘာလ28ရက်နေ့နဲ့အောက်တိုဘာလ2ရက်နေ့တွေမှာမိုးရေချိန်အများဆုံးရွာနိုင်ပါတယ်။မိုးရေချိန်များရာမိုးအသင့်တင်သာရွာနိုင်ပါမယ်။မိုးများနိုင်ခြင်း24လနာရီအတွင်းနှစ်လက်မှထပ်ရွာသွန်းနိုင်ခြင်းတော့မတွေ့ရပါဘူး။နေရာကွက်ကြားမိုးသည်ထန်ထန်ငါတို့တော့သတိထားကြရပါမယ်။နေပြီးတော့ပြင်မနာတက်ကုန်းဝင်းကျင်တွေမှာစက်တင်ဘာလ30ရက်နေ့24လနာရီမိုးရေချိန်30မီလီမီတာထက် တက်တမ28လက်မှာရွာနိုင်ပြီးတော့မိုးသည်ထန်နိုင်ပါသေးတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့နီးဝင်းကျမှာစက်တင်ဘာလ3ရက်နဲ့အောက်တိုဘာလ1ရက်နေ့တွေမှာ24နာရီမိုးရေချိန်များနိုင်ပါတယ်။ကချင်ပြည်နယ်မြေကြီးနားမြို့မှာတော့အောက်တိုဘာလ1ရက်နဲ့2ရက်တွေမှာမိုးများနိုင်ပြီးတော့မိုးလွန်များနိုင်ပါမယ်လို့ဆရာဦးဝင်းနိုင်ကခန့်မှန်းထားကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။အားလုံးပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။